မြလင်တန်ထိခိုက်ခံစားခဲ့ရတဲ့မန္တလေးတိုင်းနဲ့စကိုင်းတိုင်းဒေသကြီးအတွင်းကပထမတုံအနေနဲ့အငွေစားနဲ့အလက်စားလုပ်ငန်း200အတွက် UNDP ကငွေကြေးထောက်ပံ့မှုတွေပေးအပ်ပံ့ပိုးသွားမှာဖြစ်တယ်လို့အတည်ပြုထုတ်ပြန်ထားပါတယ်။မန္တလေးတိုင်းနဲ့စကိုင်းတိုင်းဒေသကြီးအတွင်းမှာရှိတဲ့မြလင်တန်ထိခိုက်ခံစားခဲ့ရတဲ့အငွေစားနဲ့အလက်စားလုပ်ငန်းတွေအတွက်ချက်သိန်း40ကနေသိန်း100အထိပေးအပ်သွားမဲ့အစီအစဉ်ကိုကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP မြန်မာကထုတ်ပြန်ထားတာဖြစ်ပါတယ်။ ဒါကြောင့်တရားဝင်မှတ်ပုံတင်ထားတဲ့လုပ်ငန်းတွေလည်းရှောက်ထားနိုင်တယ်လို့လုပ်ငန်းသက်တမ်းတစ်နှစ်အောက်သာရှိသေးတယ်။သက်တမ်းမှုလုပ်ငန်းတွေလည်းရှောက်ထားနိုင်တယ်လို့အသိပေးထားပါဗျ။အထူးဦးစားပေးအနေနဲ့အမျိုးသမီးတွေဦးဆောင်တဲ့လုပ်ငန်းဒါမှမဟုတ်ပိုင်ဆိုင်တဲ့လုပ်ငန်းတွေအနည်းဆုံး60ရာခိုင်နှုန်းကိုဦးစားပေးမယ်လို့ဆိုပါတယ်။ဒါအပြင်အသက်35နှစ်အောက်စီမံခန့်ခွဲသူလူငယ်တွေဦးဆောင်တဲ့လုပ်ငန်းတွေအရေးပါတဲ့အခန်းကဏ္ဍကလုပ်ငန်းတွေဥပမာစားတောက်ကုန်အထယ်လေး ဆောက်လုပ်ရေးမော်တော်ယာဉ်အီလက်ထရောနစ်နဲ့မရှိမဖြစ်ဝန်ဆောင်မှုလုပ်ငန်းတွေသက်မှတ်မြို့နယ်အတွင်းမှာရှိတဲ့ဝန်လံပြီးဝန်ဆောင်မှုနည်းပါတဲ့ဒေသတွေကလုပ်ငန်းတွေအပြုသဘောဆောင်တဲ့ရလက်အကျိုးကျေးဇူးတွေတွင်တွင်ကျယ်ကျယ်အကောင့်ထဲပေါ်နိုင်တယ်ရရအခြေပြုလုပ်ငန်းတွေသမဝါယမနဲ့အသင်းအဖွဲ့တွေတဘာဝပတ်ဝန်းကျင်ကိုထည့်သွင်းစဉ်းစားတဲ့ Green SME တွေနဲ့တာဝန်ယူမှုရှိတဲ့ SME တွေကိုအ धिक ထည့်သွင်းစဉ်းစားတော့မှာဖြစ်တယ်လို့ဖော်ပြထားပါဗျ။ရှောက်ထားသူတွေအနေနဲ့ အသေးစိတ်အချက်အလက်တွေကိုကုလသမဂ္ဂဖွံ့ဖြိုးမှုအစည်းအဝေး UNDP မြန်မာကဖော်ပြထားတဲ့ဖုန်းနံပါတ်ကနေတဆင့်စုံစမ်းနိုင်ပြီးရှောက်လွာတွေကို2025ခုနှစ်ဒီဇင်ဘာလ9ရက်နေ့မှာနောက်ဆုံးထားပေးဖို့ရှောက်ထားနိုင်ပါတယ်။2025ခုနှစ် match လငလျင်ဖြစ်စဉ်အတွင်းစီးပွားရေးလုပ်ငန်းအများအပြားဟာအခက်အခဲတွေတွေ့ခဲ့ရပြီးလုပ်ငန်းလည်ပတ်မှုအချို့ရပ်တန့်ခဲ့ရတာကြောင့်လုပ်ငန်းတွေပြန်လည်ထူထောင်နိုင်ဖို့နဲ့စီးပွားရေးဆိုင်ရာကြံ့ကြံ့ခံနိုင်စွမ်းကိုမြင့်တင်ဖို့ရည်ရွယ်ပြီး လှုပ်ဆောင်တာဖြစ်တယ်လို့ UNDP ကထုတ်ပြန်ထားပါဗျ။